ထင်တော့ထင်ထားပါသည်ခေါင်းလုံးထိုးတန်ကြားကလေးကဘုံကြောင်ဒါမှမဟုတ်ဖះကြောင်ဖြစ်လိမ့်မယ်လို့ခက်ဝေးဝေးမှပင်ကြီးမားခန့်ထဲတော့မဟုတ်ဦးကြီးနဲ့ဖះကြောင်တကြောင်ကသူတို့ဟာစီးကြုံနေ၏အရင်တော့ကတော့တရိပ်ဝါရိတ်နဲ့အေးချမ်းဟန်ရှိတော်လေယခုတော့နေမင်းရိုင်းပြမှုကြောင့်အရာရာကပူလောင်တွေးချောက်နေပါပြီတစ်ပင်ဝါပင်ကင်းမဲ့နေသည့်ကြောင့်ဘုံကြီးကြောင်ကိုကြည့်ရသည်မှာဖော်မွန်မရှိထိုးထိုးထောင်ထောင်ဖြစ်နေသည် မိုးဥကရောက်တော့ဥယူဝဖနှက်ချုပ်ကဝင်သွားသည်ကြောင့်ရိုးစစ်လဲဖနှက်ကိုချုပ်ကဥယူဝနောက်မှလိုက်သွားမိသည်နီးကပ်လာချိန်မှာရှင်းအောင်ပြီးသူကအသက်တွေဖြစ်ဆောက်လုံထားခြင်းဖြစ်ကြောင်းတွေ့ရ၏ပုံကြောင်တွင်တို့ဝင်လှည့်ရင်ပဲရိုးစစ်ခန္ဓာကိုယ်မှာစန့်ကျင်ဘက်ခံစားမှုတို့ကိုတပြိုင်နက်တည်းခံစားလိုက်ရလိမ့်သည်ခန္ဓာကိုယ်ကချက်ချင်းအေးချမ်းသွားသလိုရင်ထဲမှာလည်းအေးသွားသည်အပြင်မှာကြုံတွေ့ခဲ့ရသောပူလောင်မှုမျိုးကိုမခံစားရတော့ အုတ်ကြောင်းတစ်ကြောင်းဖြစ်တည်အာရစွာဘုံရောင်ဤအတွင်ပတ်အေးစိမ့်လိုနေပါသည်အပြင်ဘက်မှကဲ့သို့ပူလောင်မှုမရှိ နောက်အေးချမ်းမှုတစ်ခုကိုတွေ့တော့ရိုးစစ်ဒူးထောက်ပင် ထိုင်ချမိသွားသည်ဝင်ပေါက်တဲ့တဲ့မှာထိုင်တော်မူရုပ်ပွားတော်တစုကအချင်းညိုခံလျက်ရှိနေ၏ဗုဒ္ဓရုပ်ပွားတော်ဤမျက်နှာတော်အကြီးကရိုးစစ်ရင်တွင်၌အေးချမ်းသွားရခြင်းဖြစ်သည်ဒူးထောက်လက်မှပင်ဥချကြတော့မိတော့ကိုရင်းမှရှိနေသောတောကတွေပင်ခဏတာ လွင့်ပြောက်သွားတလားထင်ရသည် ။ဦးယူဝါကတော့သူ၏လှုပ်ဆောင်မှုကိုကြည်ကခေါင်းတဆက်ဆက်ညှိနှုတ်နေပါသည်။ပြီးတော့တနေရာကိုဦးဆောင်ကခေါ်သွား၏။ဦးယူဝါခေါ်သွားရနေရာကနေရာတစ်ခုရှိတွင်ဘုံကြီးတစ်ပါးတပြည်ခွေထိုင်ကတစုံတရာကိုပြုလုပ်လျက်ရှိနေသည်။ဘုံကြီးပြုလုပ်နေတဲ့အရာကိုကြည်ကရိုးစစ်မျက်လုံးပြုသွားသည်။ပြီးတော့ချက်ချင်းဆိုတလို့မျက်မှောင်လည်းကုန်မိသွား၏။ဖုန်ကြီးပြုတ်နေသည်ကကြေးဝါးပြားတစ်ခုပေါ်တွင် တိုင်သုံးနိုင်ကိုပိုခနောက်တံတန်းစိုက်ထူထားသည် ထိုတိုင်သုံးခုမှာ ထိုတိုင်တစ်ခုစီမှာအရွယ်စားမတူတော့ကွင်းကလေးတွေသူ့အရေရွက်နေသူရှိနေ၏ဖုန်ကြီးကထိုကွင်းကလေးများကိုတတိုင်းမှတတိုင်းလိုရွှေ့နေခြင်းဖြစ်သည်အံ့ဩရလိမ့်မည်ကစားနေခြင်းမဟုတ်ပါဖုန်ကြီးပုံစံကြည့်ရတာတကယ့်လေးလေးနက်နက်သူတို့ရောက်နေသည်ကိုတော့တစ်ချက်များလှည့်မကြည့်နားမလဲသည်မို့ရိုးစင်မေးရန်ဟန်ပြင်တော့ဥယူဝကလက်ကပြသည်ပြီးရှေးတဲ့တဲ့မှနေရန်ကိုလက်ညှိုးထုတ်ကခေါရိစာတွေကိုအရင်ဖတ်ကြည့်လိုက်ကြည့်လိုက်တော့ ရှေ့တက်တဲ့နေရာမှာမညီမညာလည်းရေးနဲ့ကြပြားလိုလိုစာတွေကိုတွေ့ရ၏ပုံစံကိုကြည့်ုံနဲ့ရေးထားချိန်ကြာမြင့်လာပြီဖြစ်ကြောင်းခံမှန်းမိသည်စေတာတို့၆ွက်အဖျော်ကြီးကတချို့နေရာမှာ ပြတ်တောင်ပြတ်နေပြီဒါပေမဲ့ဖတ်လို့တော့ရနေသေးသည်ဘာရင်မဟုတ်ဥယျဝပြောသည့်အတိုင်းရိုးစစ်အတန်ထွက်ဖတ်ကြည့်လိုက်တော့အစွန်နှက်ခတ်ရောက်ရှာလာ၍နေမင်းကြွယ်ပြောက်နှက်ခါရောက်လက်တက်တပားရာသည်ပြက်ရာသည်တော့ မိုးခေါင်ရီရှာနှင်းများလက်တန်းနက်ခတ်ပွင့်လန်းဇာတာစန်းကျင်သုံးပုံပဟေနီပေါ်လိမ့်မည်တောက်ရှုံဆုံးပြီးကျွေလိမ့်မည်အလျံကြီးကြီးမီးတောက်လိမ့်မည်ဖျားပေးလက်ဆောင်နှစ်ခုပေါင်းမှမင်းတို့ရွာကြီးမိုးသီးကျွေလက်တန်းသောတောင်မြေပြင်တောက်ငံပြီးတော့သေးချောင်းပေါင်းပင်သွင်သွင်စည်းလက်တန်းကိုိတ်ကောက်ချောင်းငယ်စီးရီရှာမှကိုးချောင်းတီယာထို့ထို့ရွာပွင့်လန်းစီပင်ဘဝလင်လိမ့်မည် အဲ့ဒါတပောင်ပဲဗျာဖတ်တန်ဆုံဆုံညင်ထွက်လာတော့ဥယူဝစကားနောက်မှာသူပြာမိသွားသည်တပောင်ဟုတ်တယ်အဲ့ဒါငါတို့ရွာကြီးရဲ့ကံကြမ္မာတို့ပြောလို့ရတယ်တပောင်ပဲလုံးလုံးနားမလဲပါကြီးဥယူဝကြီးဖြည့်ရှင်းတန်ထက်ထွက်လာသည်ဟိုးလွန်ခဲ့တဲ့ချောင်းနှစ်တသားတုန်းကတို့ရွာကိုတက်တော်ရှိဘုန်းကြီးတစ်ပါးကြွလာခဲ့တယ်အဲ့ဒီဘုန်းကြီးကပဲဒီတပောင်ကိုရေးသွားခဲ့တာပြီးတော့ဒီသုံးပုံဘေးနီးကိုလည်းပေးခဲ့တယ် ဥယျာညွန်ကြရာကိုကြည့်ပြီးရိုးစေးစိတ်ဝင်စားသွားမိသည်ရှေ့တဲ့တဲ့မှာဖုန်းကြီးပြုတ်လုံနေတာသည်သုံးပုံဖင်းဤဆိုပါလားသုံးပုံဖင်းဤဆိုတာဘလို့မျိုးလဲသူမသိထို့စင်မှာပဲဥယျာဤမင်းမြတ်တန်တစ်ခုကသူ့စီတို့လေးလေးနက်နက်ရောက်လာသည်တပေါင်းဆိုရာကိုမင်းဘလို့မြင်လဲရိုးစေးငြိမ်သက်သွားမိသည်စံတမှုတစ်ခုလားမသိမမြင်တဲ့အတိုင်းပြောပြရမှာလားပြောကြည့်ပါ ဥယူဝစကားဆုံးတော့တပောင်ဆိုတာနာခတ်မှာဖြစ်ပြက်မဲ့ကញ្ញမတစုံတရာကိုနမိတ်ဖတ်ဆက်ဆိုတဲ့ကြပြားရှိတဲ့ပုတ်ပဲရှင်းမြန်မာတလေးမှာတပောင်ပေါ်ရင်တည်ထားကြတယ်ဥပိ္ပခာမပြူကြဘူးဘာဖြစ်လို့လဲဆိုတော့ထပ်ပေါ်လာတဲ့တပောင်တိုင်းအနာခတ်မှာတကယ်ဖြစ်ပြက်လာတတ်လို့ပဲပြီးတော့တပောင်ထပ်ပေါ်လာစေတဲ့ပုံကောလည်းနှင်းနေရပုံကောမဟုတ်ဘူးဥယူဝါကြီးအကြည့်တချို့ရိုးစစ်ထံရောက်လာသည် လေးသားလက်ခံသည့်အကြည့်မျိုး ပြီးတော့မှခေါင်းကိုအပတရားညှိကပြေးကြပဲဒီတဘောင်ကိုရေးသွားတယ်တက်တော်ရှိဖုန်းကြီးကနည်းနည်းရပုဂ္ဂိုလ်ဟုတ်မဟုတ်တော့ငါမသိဘူးဒါပေမဲ့ဒီတဘောင်ကတော့ငါတို့ရွာကြီးအတွက်လုံးဝကိုမှန်နေတယ်ရိုးစစ်စကားမဆိုမိဥယူဝါဆက်ပြောမိစကားတွေကိုလားနားဆွင့်နေမိသည် အပေါ်နှစ်ပုတ်ကိုဖတ်ကြည့်ရင်မင်းသဘောပေါက်မှာပါမှန်းမသိပေမဲ့ရိုးစစ်တကယ်ပင်ဖတ်ကြည့်လိုက်သည်အခက်ရောက်ရောက်ရှာလိုက်၍နေမင်းကွယ်ပြောက်နက်ခါရောက်လက်တက်တဘာယာသည်ပြက်ရာသည်တော့မိုးခေါင်ရီရှာ နှင်းများလက်တန်းအင်းအိဖိုက်ဖော်ဖတ်လိုက်သည်မို့နှစ်ပိုက်ဆုံးချိန်မှာရိုးစစ်နားလေတင်းတလောက်နားလေလိုက်သည်ဒါပေမဲ့အပေါ်နှစ်ချောင်းကိုသဘောမပေါက်ချေဥယူဝါကြီးဘလို့လဲဟူတော့အကြည့်ရောက်လာတော့ရိုးစစ်ပုံပွင့်လင်းလင်းပင်နားမလဲသည်ကိုမေးလိုက်သည် ုတိယဘိုက်ကတော့ဟုတ်ပါပြီဒါပေမဲ့ကျွန်တော်ပထမဘိုက်ကိုနားမလည်ဘူးဒီလိုပဲဖြစ်နေမယ်ဟူသောပုံစံနဲ့ဥယူဝခေါင်းကိုညှိနှိုင်းလိုက်ပြီးတော့မှအတက်တစ်ချက်ကိုရှူသွင်းရင်မင်းနှားလျောင်ရှင်းပြရရင်တော့ခိုးလွန်ခဲ့တဲ့6နှစ်ကျော်ကဒိုးရွာကိုအုပ်ချုပ်ခဲ့တဲ့ရွာတကြီးဥတီလာအကြောင်းကစာရှင်းရမှာပဲဦးယူဝလီတန်က အားပြော့ဒိုးကြီးကသွားပါသည် မျက်နာမှာလဲလွမ်းဆုတရိယာဟန်တို့ချက်ချင်းပင်ပေါ်သွားသည်ထိုစဉ်မှာပဲဥသီလာဆိုတာနမယ်တိုင်းပဲသီလာဓမာရီနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ပေါ့သူ့ကိုငါတို့တရွာလုံးကဝိုင်းချစ်ကြတယ်သူ့လက်ထက်မှာဒိုးကိုเจ้าရွာကြီးကတော်တော်ကြီးကိုဝါပြောစီပင်ခဲ့တယ်လေငါနဲ့ငါကိုပြည့်ဝကတော့သူ့လက်အောက်ကတပည့်လက်သားတွေပေါ့တနေ့မှာဒိုးရွာကိုမျက်လက်အဖွဲတစ်ဖွဲရောက်လာခဲ့တယ် မြက်လေဖွဲ့ကိုဥဆောင်သူကဖုံးလက်ဖြူလို့ခေါ်တဲ့ပညာတယ်တယောက်ပေါ့အသားမဲတလောက်လက်နှစ်ဖက်လုံးကရေနွေးပူလောင်ထားတယ်လို့ဆွတ်ဆွတ်ဖြူနေလို့ဖုံးလက်ဖြူလို့ခေါ်တယ်ပြောတာပဲသူရဲ့သူ့ညီရက်ခရဲ့တပည့်သုံးယောက်ရဲ့ပေါင်း၅ယောက်ရောက်လာခဲ့တယ်ဥတီလာဒီနမည်ကိုလည်းကြားဘူးထားပါလိရွတ်စစ်အတွေ့မဆုံးခင်ဥတီလာကလည်းမျက်လင့်မှာဆရာတစုမြောက်တယ်ငါကိုရောငါရော နောက်ပြီးရွာတွေကလူတော်တော်များများလဲဥတီလာတင်ပေးထားလို့မျက်လဲကိုထိုက်တလောက်တက်နေတော့ရောက်လာတဲ့အဖွဲကိုဝမ်းပန်းတတာပဲကြိုဆိုကြပါတယ်။တို့တွေစိတ်ထဲမှာတော့နေလဲပြတတ်နေတဲ့မျက်လဲအဖွဲမှုပညာရှိမှုဖို့အခွင့်အရေးဆိုပြီးပျော်နေကြတာပေါ့။ဒါပေမဲ့တို့ထင်တယ်လို့ဘာတစ်ခုမှဖြစ်မလာခဲ့ဘူးကွာ။ရောက်ပြီးတည့်ရက်နေ့ရက်မှာပဲဖိုးလက်ဖြူကဒီရွာကိုတဘောကြပြီးသူ့အုပ်ချုပ်ခြင်းကြောင့်ပြောတယ်။တရွာလုံးဘယ်သူမှလက်မခံကြဘူး။အဲ့ဒီမှာပဲဖိုးလက်ဖြူက ဥသီလာကိုပညာပြိုင်ဖို့စိန်ခေါ်တယ်။နိုင်တဲ့လူကဒီရွာကိုအုပ်ချုပ်ကြည့်ပေါ့။အဲ့ဒါနဲ့ပဲပြိုင်လိုက်ကြရောလား။ရိုးစစ်လက်မခံနိုင်တယ်လို့မေးလိုက်ပါသည်။စိန်ခေါ်တာနဲ့ပဲပြိုင်ရရောလား။စိန်ခေါ်တိုင်းဘွားမခတ်ကြီးဆိုခေါင်းဆောင်တယောက်ရဲ့အရေးချင်းကဘယ်ရောက်သွားပြီလဲ။ရိုးစစ်ဘာကိုဆိုလိုကြောင်းဥယူဝါတဘောပေါက်ခါရှင်းပြ၏။ပညာတဲ့ချင်းချင်းကစိန်ခေါ်ရင်နောက်ဆုံးလို့မရဘူး။ စိတ်ပါတီဖြစ်စေမပါတီဖြစ်စေပြန်ရတယ်ရိုးစစ် နားမလဲပါကြီးသူလက်ခံထားသည်ကတော့ပညာတရက်ကိုတက်မြောက်ခြင်းသည် စနစ်တကျသုံးတတ်ဖို့လားအဓိကကြပါသည်ထိုပညာကိုဘယ်နေရာမှာသုံးရမည်ဘယ်နေရာမှာမသုံးရစသောစီမင်းများကိုသူလက်မခံနိုင်ဒါပေမဲ့အဲ့လိုပြိုင်တော့ဘဒူနိုင်ပြီးဘဒူရှုံးသွားလေဥယူဝါကောင်းရမ်း၏ ဘယ်သူနိုင်လို့ဘယ်သူရှုံးလဲတော့မသိဘူးဦးတီလာကတော့ရွာကပြောက်သွားတယ်ဗျာသူ ਹੀ တန်တော်ရရွတ်တန်ကိုဟုတ်တယ်ဦးတီလာရွာကပြောက်သွားတယ်ဘာလို့ပြောက်သွားလဲဆိုတာမသိဘူးဘာကြောင့်ပြောက်သွားရလဲဆိုတာလည်းဘယ်သူမှမသိဘူးဖိုးလက်ဖြူကရောဖိုးလက်ဖြူကတော့မျက်စိတစ်ဖက်ကန်းသွားတယ် ဟာပြီးတော့နောက်တစ်လအကြာမှာပဲဖိုးလက်ဖြူသေးသွားတယ်။ကြားရတော့စကားတွေကစိတ်ဝင်စားဖို့ကောင်းသည်ဆိုတာထက်ကိုတာလွန်သွားသည်။ထို့စဉ်မှာပဲဥယျာဌာမစကားတခုထွက်ကြလာပြန်ပါ၏။ဒီစကားကတော့လွန်သွားကိုပားလျလွန်သည်။စိတ်မကောင်းမှုနဲ့ဝမ်းနည်းမှုလည်းပေါင်းဆက်ပြောဝင်နေသည်။ဖိုးလက်ဖြူသေးသွားပြီတဲ့အချိန်ကစပြီးတို့ရွာကြီးမိုးမရွာတော့တာပဲ။ ထိုစကားနောက်မှာတော့ရိုးစစ်ကောင်းတွင်မှာအတွေးတို့စုံကြီးဆန်ကြီးပြေးသွားသည် ဖြစ်နိုင်ခြင်းများကိုလည်းဆက်ဆက်မိသွား၏ဒါဆိုဥလိုကိုเจ้าရွာကျိန်သာမိနေတယ်ဆိုတာဖိုးလက်ဖြူเจ้าလို့ဆိုလိုချင်တာပေါ့ဥယူကမဖြေခေါင်းကိုယ်တာညှိသည်ဥလိုဆိုလိုတာကဥတီတာနဲ့ဖိုးလက်ဖြူတို့ပညာပြိုင်ကြတော့ဥတီတာရှုံးပြီးရွာကပြောက်သွားတယ်ဖိုးလက်ဖြူကတော့နိုင်ပေမဲ့မျက်စိတစ်ဖက်ကန်ပြီးကြံခဲ့တယ်အဲ့ဒါကိုအညှိုးထားပြီးသူမသိခင်မှာရွာကိုကျိန်သာတိုက်သွားတယ်ဆိုတဲ့သဘောလား အမှန်ပဲဒါပေမဲ့ငါတို့ထင်တော့ဥတီလာရွာကပြောက်သွားတာမဟုတ်ဘူးတေးသွားတာဘာကြောင့်လဲရိုးစစ်ချက်ချင်းဆိုတယ်လို့မေးလိုက်တော့မင်းနားမလည်ဘူးဆိုတဲ့တပောင်ပထမပိုက်ကအဲ့ဒါပဲလေနေမင်းဆိုတာငါတို့လောကကြီးကိုအလင်းရောင်ပေးနေတယ်တနည်းအားဖြင့်လောကရဲ့အရှင်သခင်ပဲအဲ့ဒီအရှင်သခင်ကကွယ်ပြောက်သွားတာဆိုလိုတဲ့တဘောကငါတို့ရဲ့အရှင်သခင်ဥတီလာလဲတပောင်ထဲကအတိုင်းကွယ်ပြောက်သွားတာ ရှေ့တဲ့တဲ့မှာရှိနေသောတပောင်ကိုကြည့်ရင်မျိုးစစ်ငိမ့်တက်သွားပါသည်ဥယူဝါစကားတို့ဤဖြစ်နိုင်ကြီးကိုလည်းသွေးခွန်မိသွားသည်ကွယ်ပြောက်တာနဲ့ပြောက်ကွယ်တာမတူဘူးလေရှင်ရှင်းတန်ထက်ထွက်လာတော့မျိုးစစ်အကောင်ဆုံးကိုဆင်ကျင်မိသည်တပောင်ကိုအတိတ်ပဲဖွင့်ဖို့အပြီးတန်တတ်မှမထားခဲ့တာပဲကိုလိုရာကိုဆွဲတွေးရင်တော့အစထွက်တမျအရာအလုံးကပြစ်နိုင်ကြီးရှိနေပါသည်ထို့စဉ်မှာပဲအတတ်မသေးပဲရွာကိုပျောက်သွားတယ်ပဲထားရွာကိုရမ်းချစ်တဲ့လူတယောက်အနေနဲ့ တစ်ချိန်ချိန်တော့ပြန်လာမှာပဲဒါပေမဲ့အခု6နှစ်တင်းတင်းပြည့်နေပြီပေါ်မလာခဲ့ဘူးအဲ့ဒါတွေကိုဆင်ကျင်ပြီးငါတို့တွေရောလုံးကဥတီလာသေးသွားပြီလို့သတ်မှတ်လိုက်ကြတာပဲစကားတန်ကအဖျားခက်ခါတုံ့ပြန်သွားသည်ဥယူဝမျက်နှာမှာဘာမှမသိလွမ်းဆုတရိယဟန်တို့ကိုတွေ့ရ၏တပောင်ကိုနောက်တစ်ချိန်ကြည့်ရင်ရိုးစစ်ခေါင်းတဆက်ဆက်ညှိတ်လိုက်မိသည်ဟုတ်မှာပါလေသူ့အတွင်းနဲ့သူတို့လည်းညင်းကွက်မရှိမှန်းနေတာပါပဲဒါပေမဲ့ရိုးစစ်လုံးဝနားမလည်တာတခုကြံနေသေး၏ ထို့အတွက်ကြောင့်ဒီသုံးပုံဖြေနည်းဆိုတာကျွန်တော်ကိုရှင်းပြအောင်လေလောကမှာတရိယာသွားတယ်လို့အေးဟုတ်သားပဲခဏစောင့်မင်းတို့ဧည့်သည်တွေကိုရှင်းပြဖို့လုပ်ထားတာတခုရှိတယ်သူတို့ပြောရင်ဥယူပါအခန်းတစ်ခုတည်းလို့ဝင်သွားသည်ရိုးစစ်မှာတော့ကြံရစ်ခဲ့တော့ဘုန်းကြီးတစ်ပါးဤပြုလုပ်ပုံကိုလာကြည်ရင်တောင်းကြတော့အခန်းတွင်းမှာဥယူဝါပြန်ထွက်လာသည်လက်သွင်းမှာသုံးပုံဖြေနည်းနဲ့ခက်ဆင်ဆင်တူသောအရာတစ်ခုပါလာ၏ တတားများတစ်ခုပေါ်တွင်တိုင်တုံးတိုင်စိုက်ထားသည်တတိုင်းမှာအပိုင်းများရှစ်ခုကိုကြီးစင်ငယ်လိုက်ဇီဒီပုံတံဆွတ်ထားသည်အလွေသုံးကိုပြောပြရရင်တော့ဒီအဝိုင်းများရှစ်ခုကိုတိုင်လို့တစ်ခုခုတို့အကျင့်ရအနည်းဆုံးနဲ့ရွှေ့ပေးဖို့ပဲရွှေ့တဲ့နေရာမှာစီကန့်ရှိတယ်တစ်ချိန်မှာတပြားပဲရွှေ့ရမယ်တိုင်တစ်ခုခုမှာဆွတ်ရမယ်ဘေးချမထားရဘူးဆွတ်တဲ့နေရာမှာလည်းငယ်တဲ့အပြားပေါ်မှာကြီးတဲ့အပြားကိုဘလို့အခြေအနေမျိုးမှာမထားရဘူး ်နောက်ဆုံးအားလုံးပြီးသွားချိန်မှာအခုဆွတ်ထားတဲ့အတိုင်းပဲဇီရီပုံတန်ရှိနေရမယ်စိတ်ဝင်စားဖွယ်ပါပဲဥယူဝလက်မှာကင်ထားသည့်ကဒါနီလေးကိုရိုးစစ်တေချာစွာကြည်နေမိသည်ဒါသုံးပုံပဟိနီရဲ့အနစ်ချုပ်ပဲ꿰သွားတာကတော့ဒီမှာဝိုင်းပြားရစ်ပြားပဲပါတယ်ဟိုဖုံးကြီးရွှေ့နေတဲ့သုံးပုံပဟိနီမှာတော့ဂွင်းပေါင်း20ကွင်းတိတိပါတယ်အဲ့ဒါပဲကွာလားကြံတဲ့စီကံချက်တွေရွှေ့ပုံရွှေ့နည်းတွေအားလုံးတူတူပဲ ရုပ်စစ်နားလေသွားပါပြီထို့အတွက်ကြောင့်ဥယူဝကင်ထားတော့ကစားနီးလေးကိုယူကာကြည့်မိသည်တက်တော်ရှိဖုန်းကြီးကဒီသုံးပုံဘေးနီးကိုပေးပြီးတခွန်ပြောသွားသေးတယ်ကွာသုံးပုံဘေးနီးပေါ်တဲ့နေ့ကမင်းတို့ရွာကြီးအစ်စ်ကပြန်စမယ့်နေ့ပဲတဲ့အတိတ်ပဲကတော့တိုင်မှာဆွတ်ထားတဲ့ကွင်းလေး20ကွင်းကိုတခြားတိုင်လို့တခုခုမှာအမာရွေးမရှိပုံစံသူဆွတ်နိုင်တဲ့နေ့ကတို့ရွာကြီးအစ်စ်ကပြန်စမယ့်နေ့ပေါ့အဲ့ဒီတော့ကတော့ဒီကိုเจ้าရွာကြီးကစီပင်ဝါပြောနေတော့ ဘုန်းကြီးပါကိုပြောသွားတယ်ဆိုတာနားမလည်ဘူးအခုတော့နားလည်ပါပြီဥယျာကအတိတ်ကိုသတိရဟန်နဲ့တန်ဝေကရတယ်လို့ပြောသည်မင်းစိတ်ထဲမှာဒီလောက်မိုးခေါင်ပြီးဒုက္ခရောက်နေတာကဘာလို့ရွာပြောင်းမသွားလဲလို့ထင်ကောင်းထင်လိမ့်မယ်တို့တွေရွာမပြောင်းရတဲ့အဓိကအကြောင်းရင်းကသုံးပုံပေအင်းဤနဲ့ဘုန်းကြီးပြောသွားတဲ့စကားကြောင့်ပဲဘုန်းကြီးပြောသွားတဲ့စကားအတိုင်းပဲသုံးပုံပေဤပေါ်ပြီးတို့ရွာကြီးအစ်စ်ကပြန်ဆမဲ့နေကို ဆောင်ရင်းနဲ့အခုလို6နှစ်တိတိကြာသွားခဲ့တာဆိုပါတော့ရိုးစစ်စိတ်ထဲမှာမရှင်းမလင်းဖြစ်နေသောကိစ္စတွေရှင်းလင်းသွားသည်တကယ်လည်းဦးယူဝပြောသလိုဒီလောက်ဒုက္ခရောက်နေတာတော့ရွာဘာလို့မပြောင်းကြတာလဲတွေးနေမိတာပါယခုတော့ရှင်းလင်းသွားကြပြီလူဆိုတာမျှော်လင့်ချက်နဲ့အတိုက်ရှင်သောတတဝါတစ်မျိုးပင်မဟုတ်ပါလားရိုးစစ်ခေါင်းတိုက်ဆက်ဆက်ညှိရင်လက်ထဲမှာကစားနီကိုတပြားနှပြားရွှေ့ကြည့်မိသည် ရိုးစစ်လုပ်ပုံကိုကြည့်ရင်သုံးပုံပဟိနီးနဲ့ပုံစံတူလုပ်ထားတဲ့ဒီကစားနီးကတော့မင်းတို့လိုဧည့်သည်ရောက်လာရင် ရှင်းပြလို့ရအောင်ငါ့ကိုဥပစ်လှုပ်သွားခဲ့တာပဲပြီးတော့မှ အိမ်မာရေးထားတဲ့အချက်သုံးချက်အတိုင်းအကြံဉာဏ်တောင်းမယ်လေမျိုးလုံးတွင်းမှာဥယူဝါနဲ့စတွေ့တာနေရံမှာကတ်ထားတော့အချက်သုံးချက်ကိုပြင်းမြင်မိသည်မိုးခေါင်ပြီးတဲ့နောက်မှာငါတို့တရွာလုံးမိုးပြန်ရအောင်အစွမ်းကုန်ကြိုးစားကြတယ်တပင်းတွေစိုက်တယ် ပိုင်ရာဆိုင်ရာတွေကိုပတ်တာတယ်ဒါပေမဲ့ဘလို့ပဲလို့လို့မိုးရွာမလာဘူးရေရအောင်ရေရင်းတွေတူးကြတယ်ဘလောက်နောက်အောင်တူတူရေထွက်မလာဘူးနောက်ဆုံးတော့တစ်ပင်တွေတေကုန်တာပေါ့အဲ့တော့မှငါတို့လည်းလက်လျှော့ပြီးသုံးပင်ရွာကိုအလုတ်ပြောင်းလုပ်ကြတာပဲငိန်တဲ့ရွေတာနားထောင်နေမိပါတော့ဒီစကားပြန်ဆိုဖို့ပင်တတိမရဟိုးเจ้าရွာကြီးထူးခြားမှုတွေကသူ့ကိုတဤဆွဲခေါ်နေဤငါတို့ညီလာပေါင်းစုံ သုံးပြီးသွားပြီလေအဆင်မပြေဘူးအဲ့တော့ငါ့ကိုဥပြေဝါကတရွာလုံးအတွက် ဆောင်ဘုတ်တစ်ခုရေးတယ်။အဲ့ဒီဆောင်ဘုတ်ကိုတော့မင်းတွေးခဲ့ပြီးသွားပြီ။ဆောင်ဘုတ်ထဲကအတိုင်းပဲရွာကိုရောက်လာတဲ့ဧည့်သည်တွေကိုငါတို့ရွာရဲ့ဒုက္ခကိုပြောပြပြီးအကူအညီတောင်းတယ်။အကြံဉာဏ်တောင်းတယ်ပေါ့ကွာ။အခုချိန်ထိတော့အဆင်ပြေသေးဘူး။ရိုးစစ်နားလည်ခဲ့ပြီးမိုးကောင်ရေရှားလွန်းတော့ရွာလေးကိုလည်းတနာစာနာမိသွား၏။ဒီရွာမှာနေလို့မင်းဘာမှမပူနဲ့။မင်းကိုအန္တရာယ်ပေးမဲ့လူမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီရွာလုံးကဧည့်သည်ရောက်လာရင်သူတို့ရဲ့ဒုက္ခတွေကို ကယ်တင်ဖြည့်ရှင်းပေးမယ်လို့လို့တဘောထားပြီးအဲဝုတ်ကြီးကြည်ပြူကြလို့ပဲဥပြေဝရဲ့စိုင်းပုတ်တိုင်းလိုက်နာတာလည်းပါတကယ်ပင်ဟာသားရဲ့ဒုက္ခကိုနားလေခံစားသွားသည်ဘာမှန်းညာမှမသိရောက်လာသည့်ဧည့်သည်ကိုပင်သူတို့ရဲ့ကယ်တင်ခြင်းလို့မှတ်ယူနေရတဲ့ဘဝတွေပါလားဒီเจ้าရဲ့เจ้าထိုင်เสียရတော့ဖုံးကြီးရှိရင်လေမင်းကိုဝမ်းပန်းတနာကြိုးဆိုမှာအခုတော့မရှိဘူးသုံးပင်ရွာကိုကြွသွားတယ်ဘာကြောင့်မှမသိဘုံเจ้าတစ်ခုလုံးဟာဝေဝဲကြီးမိလိုက်သည်